င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မပြီးဆုံးနိုင်တဲ့ဖုန်းရှင်ရဲ့အိမ်နွေးရေးအရှုပ်တော်ပေါ်မှာရုပ်ရှင်သရုပ်ဆောင်ဖုန်းရှင်ကဇနီးဖြစ်သူမတ်မီသိမ်းမောင်အပေါ်အိမ်နွေးချက်ဖတ်မှုကျူးလွန်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကိုင်ရန်ရှင်မတ်မီသိမ်းမောင်ကိုရင်ကမီဒီယာကနေတက်စင်အရင်ဖွင့်ခဲ့ပါတယ်။အဲဒီအင်တာဗျူးရုပ်သံပြန့်နှံ့လာပြီးတဲ့နောက်အိမ်နောင်ရေးအကြံဖတ်မှုကျူးလွန်ခဲ့တဲ့ဆိုတဲ့ရုပ်ရှင်သရုပ်ဆောင်ဖုန်းရှင်ကိုလူအများကဝေဖန်ရှုံချခဲ့ပါတယ်။မမေသိမ်းမောင်ကမီဒီယာရှေ့မှာဖုန်းရှင်ဘက်ကအချင်း၆ဆဲဆိုထားတဲ့အသံဖိုင်ကိုပါချပြခဲ့တာကြောင့် ိန်တော်၏ပြဿနာတွေကကြီးမားလွန်ကြောင်းမှတ်ချက်ပြုခဲ့ကြပါတယ်။ဘုံရှန်နီနဲ့ဇနီးဖြစ်သူအပေါ်ဆဲဆိုချိန်မောင်းခြင်းလက်လိန်ချိုးခြင်းတရေခပတ်ကျိုးနဲ့ရိုင်းနှက်ခြင်းဒရွတ်တိုက်ဆွဲခေါ်ရိုင်းနှက်ခြင်းတပ်ဖြတ်ဖို့အထိချင်းချောက်ပြောဆိုခြင်းတွေနဲ့ရင်ဆိုင်ခဲ့ရကြောင်းကိုရင်ဖွင့်ထားတာပါ။အိမ်တော်ဤတက်တန်းတွေဖုံးရှံလိုရက်တွေကိုထုတ်ဖို့ပြောကြားခဲ့ုံမကအမမေတင်းမောင်ကသူ့ကိုကျမဂရိတုံးခုပဲတောင်းခဲ့ပါရယ်မွေးရစေပြန်မတုံးဖို့ကိုထစ်လျောက်မကျွလွန်ဖို့အိမ်တော်ဤမဖောက်ပြန်မှုဆိုပြီး ခရစ်တော်ဟူတာတောင်းဆိုခဲ့တဲ့ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ရဲ့အိမ်တော်ရေးမှာမိသဲမောင်အင်းနဲ့အိမ်တော်သက်ပထမတက်လာမှာတဲ့အမျိုးသားဖြစ်သူဖုံးရှင်ကတခြားအမျိုးသမီးတွေနဲ့ပတ်သက်ဆွမ်းနမှုတွေရှိခဲ့ကြအောင်လိညာပြောဆိုခဲ့ကြအောင်အမှုပညာလောကအတွင်မှာအနမယ်လေးလုံးနဲ့မင်းသမီးတအုပ်နဲ့လည်းပတ်သက်မှုတွေရှိခဲ့ကြအောင်ယုံကြည်မှုပြောင်းရင်းစေခဲ့ကြအောင်ကိုထစ်လက်ရောက်ကျူးလွန်ခဲ့ကြအောင်ကိုဝင်၃ချိန်တိုင်းတိုင်းရရှိခဲ့ပေမဲ့၃ချိန်လုံးသူကြောင့်ပြတ်ချခဲ့ရကြအောင်ရင်ဖွင့်ပြောပြထားပါတယ် ဖုန်းရှင်ကအင်တော်ရင်းမှာလူတွေမထင်ထားတဲ့မမြင်နိုင်တဲ့အကြောင်းအရာတွေရှိနေပါတယ်။တောက်စစ်ဖြစ်တဲ့နေရာကနေရုံထွက်နိုင်ခဲ့ပြီးကိုကိုတက်မိုးထားတဲ့နေရာကိုပြောင်းလိုက်ကြပါ။အကြာရာမင်းကလေးမှန်တယ်လို့လည်းပြောလို့မရသလိုယောက်ျားလေးတိုင်းကအမြင်မှားနေတယ်လို့လည်းပြောမရပါဘူး။တခါတလေမင်းကလေးတွေကပါဝါပိုကြီးပါတယ်။ကိုဆုံးဖြတ်တဲ့ပုံမှာမှားသည်ဖြစ်စေမှန်သည်ဖြစ်စေအကောင်းဆုံးရက်တည်သွားမှာပါ။အဆရှိရဲ့ဇာတ်ရီကို၎င်းကဥစွာအနုပညာမီဒီယာတွေထံဖြည့်ဆို့ခဲ့ရပါလူများရှိမှမိုးကြီးလေကြီးတွေပြောဆိုထားပြီးစောင့်ထိုင်းနေတီလာက ပျောက်ကြသည်လားဆိုရင်တော့အလကားပါပဲလို့မင်းသိမ်းမောင်ကတုံ့ပြန်ထားပါတယ်။၎င်းတို့နှစ်ဦးရဲ့အိမ်ဆောင်ကြီးပြဿနာကလူသိရှင်ကြားထွက်ပေါ်လာပြီးရဲ့နောက်လက်ရှိမှာမဖုံးနိုင်မပြိနိုင်ဖြစ်နေပြီဖြစ်ကဖုံးရှင်ကိုခွင့်မိကောက်ခြေရောက်ဆိုအဖြစ်ခိုင်းတိုင်းပြောဆိုနေကြပါပြီ။မင်းသိမ်းမောင်ဘက်ကဖုံးရှင်နဲ့ပတ်သက်ပြီးတရားဥပဒေနီလန်တိုင်းဆက်လက်လှုပ်ဆောင်မှုစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းတရားဝင်သိပေးကြညာထားပါတယ်။ဖုံးရှင်ကမွေးရေးဆေးဝါးလက်ဝယ်တွေ့ရှိမှုတုံ့ဆက်မှုနဲ့ထောင်နဲ့ဆက်နဲ့နှစ်ချမှခက်ခဲရခြင်းဖြစ်ပြီး ြစ်တံ9နှစ်ခံယူပြီးတဲ့နောက်2020ပြည်နှစ်မြန်မာ20တရက်နေ့မှာနိုင်ငံတော်ရဲ့လူငင်းချမ်းတောင်ခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာပါ၎င်းတို့ကတော့2020ပြည်နှစ်နိုဝင်ဘာလ6ရက်ကအရှိပိုင်းခိုင်တရားရုံးမှာနှစ်ဦးသဘောတူမင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။ဆရာပြိသက်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့စီပင်ဝန်ထမ်းတွေအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ဆွေမြင့်မြတ်ရဲ့ရုပ်ရှင်ဇာတ်ကားအသစ်ပါမြန်မာနိုင်ငံရဲ့တဘာဝဒရမာမင်းသားလို့တင်စားကြတဲ့မြင့်မြတ်ကဆင်းရဲသားဇာတ်ကောင်တွေပေါ်ကနားရဲဇာတ်ကောင်တွေကိုတယောက်ဖော်ရနေနေရာမှာ အတော်ဆုံးမင်းသားဖြစ်တယ်ဆိုတဲ့အတိအမှန်ပြမှုတွေရှိပါတယ်။မြင့်မြတ်ကအခုလိုမျိုးဇက်နာတဲ့ဇက်ကောင်းတွေကိုပြည်ပြန်အောင်တည်ဆောက်နိုင်တဲ့ပြင်သူ့ရဲ့တည်ဆောက်မှုတွေကအခြေခံလူရန်းစားတွေရဲ့ဘဝပုံရိပ်တွေကိုထင်ဟပ်တယ်လို့နာမည်ကြီးတာကြောင့်တဘာဝမင်းသားမိတ်ကပ်မကူတဲ့မင်းသားအဖြစ်နာမည်ကြီးပါတယ်။သူကမကြသေးခင်ကမြေစာဆိုတဲ့ရုပ်ရှင်စကားကြီးကိုရိုက်ကူးပီးစီးခဲ့ပြီးထုံလင်းပြသဖို့ပိုစတာတွေထုတ်ပြလာခဲ့ပါတယ်။ပိုစတာနဲ့ဇက်ကောင်းတွေမိတ်ဆက်တာတွေကတော့ တခန့်တကားနဲ့ထုတ်ပြလာခဲ့ပြီးမြင်မြင်ကတော့လက်တလုံးမှာတော့ပြည်သက်တွေအားပေးမှုကို အရင်လိုရာထားမျိုးမရှိတော့ဘဲဝေဖန်ခံရတာတွေကြုံတွေ့နေရတာပါသူကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကြောင့်ပြည်သက်တွေဝိုင်းပယ်ထားတဲ့အယုံလေးလိုမျိုးဆိုသူနဲ့နီကတ်လွန်နဲ့ဆက်ဆံရေးရှိနေတဲ့အပြင်တခြားနိုင်ငံရေးအကြီးအကဲတွေပါဝင်တဲ့ပွဲတွေမှာလည်းဖားရပြီးတော့တက်ရောက်တာမျိုးရှိရာကြောင့်အမြင်မကြည်ဖြစ်နေကြတာပါမြင်မြင်ကတော့သူကိုယ်တိုင်း မြင့်မြတ်ကတော့သူကိုယ်ရင်ဆိုရှယ်မီဒီယာပေါ်မှာတိတ်မရှိအောင်တခြားအကြောင်းရင်းတွေကြောင့်ပါပြည်သက်တွေအမြင်ကိုအထုတလဲကူးမဆိုင်ပဲနေခဲ့ပါတယ်။သူရိုက်ကူးနေကြစကားတွေရဲ့ကူးနေသလိုမြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံအထက်တဘာဝဘေးအန္တရာယ်တွေကူညီရေးတွေမှာတက်တက်ကြွကြွနဲ့ကူညီနေတာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့မြင့်မြတ်ကသူ့ရင်ကရိုက်ကူးနေကြဆက်ကောင်လိုမျိုးပဲမြန်မာနိုင်ငံရဲ့အခြေခံလူရင်းစားမှာမှအနေအချဆုံးလို့သတ်မှတ်ထားကြတဲ့စီဗင်ဝန်ထမ်းတွေအကြောင်းကိုတယောက်ဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။မြေစားလိုနာမည်ပေးထားတဲ့ဒီရုပ်ရှင်ကြီးမှာမြင့်မြတ်အပါဝင်အကယ်ဒမီအေးမြတ်သူစင်မား စီသူဝင်ဘုံမင်းနီလာတန်နာညီလိုမျိုးတယောက်ဆောင်ကြီးပါဝင်ထားပြီးဇလန်းကလည်းဖြည့်မှန်ဇလန်းပေါ်မှုဒီပြရေးသားထားဖြစ်တယ်လို့သိရပါတယ်။ဇလန်းကိုဒါရိုက်တာနေပိုင်ကပုံဖော်ရိုက်ကူးထားပြီးတော့မြင့်မြတ်ကဇလန်းရဲ့အထက်ကဇက်ဆောင်ဖိုးထောင်ဖြစ်ပေါင်းရိုက်ကူးထားပါတယ်။ဖိုးထောင်ဇက်ကောင်ကယူသားပြီးတော့ကြိုးစားပြီးမှကံမကောင်းကြောင်းမလာတာကြောင့်လူတန်းစားတွေရဲ့အအောင်ဆုံးစင်တတ်မှတ်ခံရတဲ့စီပင်ဝန်ထမ်းတယောက်အနေနဲ့လုတ်ကင်နေတဲ့သူဖြစ်ပါတယ်။သူ့ရဲ့အလုတ်ကင်တဲ့ဘွားကသူ့အတွက်ဘယ်လိုမျိုးအကြောက်တရားတွေဖြစ်လာလဲ လူမျိုးចောင်းတရားတွေဖြစ်လာစီမလဲဆိုတာကိုရိုက်ကူးရင်းနဲ့အချင်းလူရန်စားတွေရဲ့ဘဝကိုကွက်ကွက်ကွကွင်းမြင်တွေ့ရအောင်ရိုက်ကူးထားတဲ့ဇလန်တစ်ပုဒ်လည်းဖြစ်ပါဆလင်ရဲ့ဇက်ကောင်မိတ်ဆက်ပိုစတာတွေမှာဇက်ကောင်တယောက်ချင်းစီကိုမိတ်ဆက်ပေးထားပြီးတော့ဇက်ကောင်တွေကစီပင်အလို့တမဝတ်စုံနေတဲ့အတော်လေးကိုသနာစရာကောင်းနေအသွင်ပြင်ဖြစ်နေရပါမြင်းမြဲရဲ့အဓိကပိုစတာတင်တဲ့အချိန်မှာဇက်ကရဲ့ကုရဲ့ဘက်ကနေပြီးတော့စီပင်အလို့ကိုအောက်ချဆောင်အလို့လိုလောက်ကင်နေရပြီးမြင်းအစိတ်ထားမြင့်မြတ်တဲ့ဖိုးထောင်ဆိုတဲ့ဇက်ကောင်ဖော်ပြမှုနဲ့ဖော်ပြခဲ့ပါဗျာ စီပင်လူသမားရဲ့အလောက်ကိုင်းကိုအောက်ကြဆုံးလို့ဖြစ်ရေးသားဖော်ပြထားတဲ့ပြင်ပိုစတာမှာပါတဲ့မြင်းမြဲပုံကအတော်လေးကိုဆုပ်ပြတ်တက်နေရကြောင်းအပြင်ဘွားကတကယ်စီပင်ဝန်ထမ်းတွေထက်ဘွားနာနေရဲ့ဆိုပြီးဝေဖန်ပြောဆိုနေကြတာပါဒါပြင်စီပင်ဝန်ထမ်းအလောက်ကအောက်ခြေကြတဲ့အလောက်ဖြစ်ပဲဆိုပေမဲ့အရေးပါတဲ့အလောက်ကိုင်းတစ်ခုဖြစ်တာကြောင်းအခုလိုမျိုးတကူတကနှိမ်ချရေးသားဖို့မလိုအပ်ကြောင်းဒရမာမင်းသားလို့ဆိုတဲ့အတိုင်းဇလန်းမှာကြည့်ရှုတဲ့သူတွေကိုအတင်းမြတ်ရချူတဲ့ဇက်ကွက်ဒီပါလာအောင်ပါပဲဆိုပြီးဝေဖန်မှုတွေအများကြီးရှိနေတာဖြစ်ပါတယ် ဒါအပြင်ရေစာဇက်လံကိုရိုက်ကူးထုတ်လုပ်တဲ့ကုမ္ပဏီက2024အကယ်မီစုပေးပွဲမှာစုတုံးစုရသွားတဲ့နှောင်ဇက်ကထုတ်လုပ်ရေးကုမ္ပဏီဖြစ်တာကြောင့်မျှော်မှန်းချက်တွေလည်းအတော်လေးမြင့်မားနေကြဖြစ်ပါတယ်။ဝေဖန်မှုတွေမျှော်လင့်မှုတွေအမျိုးမျိုးထွက်ပေါ်နေပြီးမြေစာရုပ်ရှင်ကတော့မကြခင်မှာယုံတင်ပြတာတော့မှဖြစ်တယ်လို့ပရိသတ်တွေအနေနဲ့လည်းမြေစာကဘယ်လိုရုပ်ရှင်မျိုးဖြစ်တယ်ဆိုတာကိုမကြခင်သိရတော့မှပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေအမျှဝေပြလိုက်ပါရရှင်။ မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မိဘမြစ်တာဇလန်းပုံစံကင်းရုပ်ရှင်ဆက်ကပရီးမီယံရှိုးကျင်းပခဲ့တဲ့ဆိုရယ်သတင်းလေးပဲဖြစ်ပါတယ်ပရီးမီယံရှိုးကျင်းပခဲ့တဲ့အဟန်ရုပ်ရှင်ထုတ်လို့ရကမမတန်ရောစင်မိဘမြစ်တာဇလန်းပုံစံကင်းရုပ်ရှင်ဆက်ကကြီးပရီးမီယံရှိုးပွဲအခမ်းအနားကိုတော့မတ်လ25ရက်နေ့ညနေပိုင်းကရန်ကုန်မြို့သမရအစင်မြေရုပ်ရှင်မှာကျင်းပခဲ့ပါတယ်ကင်းရုပ်ရှင်ဆက်ကကမိဘရဲ့မြစ်တာမိဘရဲ့စေတနာစာသမီးတွေအတွက်ဆိုရင် သားသမီးအရင်ပဲဖြစ်ဖြစ်မွေးစားသားသမီးပဲဖြစ်ဖြစ်အသက်ပေးပြီးချစ်နိုင်တယ်ဆိုတော့ဒီကားကြီးကိုကြည့်ရှုအားပေးပါလို့ဖိတ်ခေါ်ပါရစေ။အကယ်ဒမီချုပ်ပြောင်းကပြောပါရရှင်။ညီကောင်မတို့ကတယောက်စင်များနဲ့မိဘမြတ်တာကိုအပြည့်အဝဖော်ကျူထားပြီးအပြည့်အဝခန်းဆောင်နိုင်မယ်ကင်းရုပ်ရှင်ဇာတ်ကားမှာပြိသက်ကြိုက်တွေ့စေမယ့်လူငယ်တယောက်ဆောင်များစွာပါဝင်ထားကြပါရစေ။အဆိုပါဇာတ်ကားကိုတော့ဇလန်ဖြူစညွန်ဖိုးကျော်တန်လင်းကရေးသားပြီးဒါရိုက်တာစိုးမွန်မင်းကတယောက်ဆောင်ကြော်ထက်သောတေးစလင်းရောင်ဖုံးမင်းနေလာရဲလိုက် ဝင်းခံမိုးဇွဲပြေအကယ်ဒမီမင်းမြင့်မိုးချိုပြုံကျဲစင်ဖြူရုံးနဲ့ရိုက်ကူးထားပါတယ်။ကင်းရုပ်ရှင်စကားကြီးကိုလာမဲ့မောင်လာ28ရက်နေ့ကနေစပြီးမြန်မာတပီလုံးမှရှိနေတဲ့ရုပ်ရှင်ရုံကြီးတွေမှာပြသသွားမှာဖြစ်ပါတယ်။ဆရာရပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ဒါရိုက်တာဟင်းဆိုးရဲ့တရုပ်ဆောင်ပညာနဲ့ဒါရိုက်တာကိုပိုင်တန်တန်းကြောင့်ကအမှုပညာတန်တန်းသားတွေရဲ့တန်တန်းစင်ဝဲခဏကျင်းပါတယ်ဆိုတဲ့သတင်းလေးပါ ဒါရိုက်တာဟင်းစိုးရဲ့တရုတ်ဆောင်ပညာနဲ့ဒါရိုက်တာကိုပိုင်တင်နန်းကျောင်းကအနုပညာတင်နန်းသားရဲ့တင်နန်းစံပွဲကိုတော့မတ်လ25ရက်နေ့နေ့လည်း2နာရီခွဲကရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိနေတဲ့ M3 Food Center မှာကျင်းပခဲ့ပါတယ်။ဒီပတ်စဉ်ကတော့အပတ်စဉ်ဆက်ရှင်မြင်းဆောင်ဆက်ကုန်မြင်းဆောင်ဆက်ရှင်နဲ့ဆက်ကိုရီရဲ့တင်နန်းစံပွဲပါ။ဒီကြားထဲမှာတလားကိုတခါရိုက်ထားတဲ့ဇာတ်ကားတွေကိုစာမွေးအနေနဲ့မီဒီယာတွေနဲ့ပညာရှင်တချို့ကိုချပြတာပါ။တကယ်တော့ဒီတင်တဲ့ကအခလေးတွေရဲ့ကောင်းရင်ကောင်းတယ်ဆိုရင်ဆိုတယ်လာရောက်ကြည့်ရှုတဲ့အပေါ်မှာတက်ရောက်သူတွေရဲ့ recommend လေးတွေကိုလိုချင်တာပါ ကျွန်တော်အနေနဲ့ဒီကလေးတွေကိုအကုန်လုံးတိုးတက်အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်စေချင်ပါတယ်။ဒီသင်ကန်းကိုတော့ဝေးလေးလေးနဲ့လုပ်နေကြတာကိုတော့သဘောမကျပါဘူး။လေးလေးနဲ့နဲ့လုပ်တာကိုသဘောကျပါတယ်လို့ဒါရိုက်တာဟင်းစုကပြောပါရယ်။အစောပိုင်းခန်းနာမှာတော့တင်းနန်းသားအလုံးကိုတင်းနန်းစလမတ်တွေပေးရခဲ့ပြီးရေးကြည်တပေါ့ရုပ်ရှင်ဇလန်းနဲ့လေးတဲကအိမ်ရုပ်ရှင်ဇလန်းတို့တို့ကို ပြသခဲ့ကြပါရယ်။ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါရယ်နော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။